ကာကူးပြော်သွားပြီကာကူးကကြောင်းကိုလာရင်တငယ်ချင်းတွေနဲ့ကစားလိမ့်မယ်လို့မျှော်လင့်တယ်ဒါပေမဲ့သူတို့မကစားကြင်ကြဘူးဘာဖြစ်လို့လဲဆိုတော့ကာကူးကသူများတွေလိုစကားမပြောနိုင်ဘူး ဂါကူဂါကူလို့ပဲအတန်ထွက်နိုင်တယ်။အယုတ်လေးတွေပေးပြီးကစားပေါ်ရှာတော့လဲမယူကြဘူး။ဒါပေမဲ့ဂါကူထက်ကြိုးစားတယ်။မဟုတ်ပြေးပြန်တော့လဲမယူကြပြန်ဘူး။ဒါပေမဲ့ဂါကူထက်ကြိုးစားတယ်။ဆီယာမကလက်တွဲပြီးကစားခိုင်းတော့လဲမတွဲချင်ကြဘူး။ဒါပေမဲ့ဂါကူထက်ကြိုးစားတယ်။ အယုတ်ပေးတာလည်းမရဘူး။မုံပေးတာလည်းမရဘူး။ဆရာမကပြောတော့လည်းမရဘူး။ဒီတော့ဘယ်လိုလုပ်ရမလဲ။ဟုတ်ပြီ။ဂါကူးအကြံရသွားပြီ။ပကြီးချင်းရောက်ပြီ။ဂါကူးကသူ့ဆွဲထားတဲ့ပုံကိုနိုင်ရံမှာကတ်လိုက်တယ်။ တငယ်ချင်းတွေဝိုင်းကြည့်ကြတယ်။ဂါကစုစုပုံ၊ကိုပုံကကိုထွေးလေ။ဒီမှာကဂါကူးပေါ့။ကြံတဲ့တငယ်ချင်းတွေကလည်းသူတို့ပုံဗမာလဲလို့ဂါကူးကိုမေးကြတယ်။ငါပုံကိုလည်းဆွဲပေးလေ။ငါကူရောငါကူရောလို့တငယ်ချင်းတွေကဝိုင်းပြောကြတယ်။အခုတော့ဂါကူးပြောသွားပြီ။